ပါခင်ဗျာဒီကနေ့2022ခုနှစ်ဇူလိုင်လ9ရက်နေ့ဖြစ်ပါတယ်ဒီကနေ့ပြုလုပ်တဲ့ပွဲကတော့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဝါများတွေ့ဆုံပွဲဖြစ်ပါတယ်မြန်မာအမေရိကန်ဖော်ရန်နေပြီးတော့တောင်းယူပြီးတော့3လတကြိမ်ကျင်းပခဲ့တာအခုဆိုလို့ရှိရင်ဒီကျွန်တော်တို့ကမ္ဘာလုံးဆိုင်ရာမြန်မာပြည်ဝါများတွေ့ဆုံပွဲဟာအခုဆိုရင်ဒုတိယကြိမ်ရှိခဲ့ပါပြီဒီကနေ့အခမ်းအနားကိုတော့အခမ်းအနားအစီအစဉ်တင်ဆက်သူများအဖြစ်ကျွန်တော်ကံပေါ်သားနဲ့အတူ ျွန်တော်တို့မိဒါကနေပြီးတော့မိဒါတို့ကျွန်တော်တို့နှစ်ယောက်ကနေပြီးတော့တွဲဖက်ပြီးတော့တောင်းယူဆောင်ရွက်တော့မှာဖြစ်ပါတယ်။မင်္ဂလာပါမိဒါကြီးဟုတ်ကဲ့။မင်္ဂလာပါကိုစောရှင်ဟုတ်ကဲ့။ဟုတ်ကဲ့မိဒါကြီးနှုတ်ခွန်းဆက်စကားလေးနဲ့ကျွန်တော်တို့ဒီအခမ်းအနားအစီအစဉ်လေးတွေစပြီးတော့ဖတ်ကြားပေးပါအောင်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့အစီအစဉ်နံပါတ်300ကျမတို့၃လတကြိမ်ကျင်းပသောကဘာလုံးဆိုင်ရာမြမပြည်ပွားများအစည်းအဝေးနဲ့ပတ်သက်ပြီးတော့ MAF မှဦးမျိုးရန်အောင်သိမ့်မှနှုတ်ခွန်းဆက်စကားပြောကြားပေးဖို့ဖြစ်ပါတယ်ရှင် ုတ်ကဲ့ပါကွန်မြူနီတောင်သိရှင် ကျမတို့ MEF အကူစားနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်โอเคအားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်မြန်မာ American Foreign ကနေပြီးတော့မှဦးဆောင်ကျင်းပါတယ်ကဘာလုံးဆိုင်ရာမြန်မာပြည်ပေါ်များတွေ့ဆုံခွဲပေါ့ကိုကြွအောင်လာကြတယ်နော်ကဘာနန့်တီတီကမိတ်ဆွေတွေအားလုံးကျွန်တော်တို့မြန်မာပြည်ဒီမိုကရေစီရေးအတွက် ကြိုးစားဆောင်ရည်သူအားလုံးမြန်မာပြည်လွမြောက်ရေးအတွက်ကြိုးစားနေသူအားလုံးကိုတွေ့ဆုံရတာအလွန်မင်္ဂလာရှိပါတယ်။ဆိုတော့ကျွန်တော်တို့မြန်မာ American Foreign အနေနဲ့အခုလိုမျိုးအာသုံးသတစ်ချိန်ပေါ့နော်ကမ္ဘာအရေးအကြံမှာရှိတဲ့မြန်မာပြည်ရေးအတွက်ဆောင်နေတဲ့မိတ်ဆွေတွေပေါင်းပြီးတော့မှကျွန်တော်တို့အာအစီအွေလုပ်ပါတယ်။နော်အဲအစီအွေလုပ်တာကကျွန်တော်တို့ဒီဒီမြန်မာ American foreign ကနေဥဆောင်ပြီးလုပ်တာပါ American ပြည်ထောင်စုမှာရှိတဲ့ American ပြည်ထောင်စုမှာရှိတဲ့မြန်မာပြည်ရေးဆောင်ရွက်နေကြတဲ့ American ပြည်ထောင်စုပြည်နယ်အသီးသီးကအဖွဲ့အစည်းတွေစပေါင်းထားတဲ့အဖွဲ့အစည်းဖြစ်ပါတယ်ဆိုတော့မြန်မာ American foreign ကလောင်းစင်လောင်းစင်အစည်းအဝေးတွေကျင်းပတယ်ထို့တူသုံးလတစ်ခါမှလည်းပဲတစ်ကဘာလုံးမှာရှိတဲ့မြန်မာရေးဆောင်ရွက်နေကြတဲ့မြန်မာပြည်လုံးမြောက်ရေးဆောင်ရွက်နေကြတဲ့ မိတ်ဆွေတွေအားလုံးပေါင်းပြီးတော့မှနော်ကဘာလုံးဆိုင်ရာပွဲတစ်ခုကျင်းပလေရှိပါတယ်။နော်ဒီနေ့ကျင်းပတဲ့ပွဲကတော့ကျွန်တော်တို့ကဘာလုံးဆိုင်ရာပွဲပါ။ဒီနေ့ပွဲမှာအဓိကကျွန်တော်တို့ focus ကတော့ဒေါက်တာဆဆာရဲ့အစီအစဉ်တွေကိုကျွန်တော်တို့ကဘာလုံးဆိုင်မှာရှိတဲ့အဲမြန်မာနွေမြန်မာပြည်ပွားတွေကိုကျွန်တော်တို့ကရှင်းလင်းပြလိုခြင်းဖြစ်ပါတယ်။အဲ့တော့ဒီနေ့ပွဲရဲ့အဓိက main focus ကတော့ဒေါက်တာဆဆာဖြစ်တယ်လို့ကျွန်တော်ပြောလိုပါတယ်။ထို့သူကျွန်တော်တို့က ဒီနေ့မှာလက်ရှိဟို NUG Pay ပေါ့ NUG Pay ကခုစဆောင်ရက်ပြီးကျွန်တော် NUG Pay နဲ့ပတ်သက်ပြီးတော့ဒီကမ္ဘာလုံးမှာရှိတဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့အတွက်အူငြိကြင်ကြသူအားလုံးကလည်းသိကြကြတော့ဒီ NUG Pay နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြည်သူအစိုးရပေါ့နော်ဒီစီမံကိန်းနဲ့ဗန်ဒိုင်းဒုတိယဝန်ကြီးဦးမင်းစေအောင်ဦးကလည်းတော့ရှင်းလင်းပြောပြမှာဖြစ်ပါတယ်တို့တူဒီနေ့မှာကျွန်တော်တို့ဒီဒေါက်တာဆာတို့ရေလုံဆောင်ချက်တွေကို ကိုညီဖို့အတွက်စိန်လက်စလေးတကွင်းကိုလည်းလေးလံတက်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဟိုကျင်းပတဲ့ဘွဲမှာကျွန်တော်ဒီစိန်လက်စကိုလည်းပဲလေးလံတက်မဲ့အစီအစဉ်ပေါ်ပါတယ်နောက်ပိုင်းကိုမန်းညံတော့ဆက်လက်ဆောင်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်뇌ဥတော်လေးနိုင်မလားလို့မေးလို့ရှိတပတ်နိုင်ငံအသီးသီးကနော်ကျွမ်းကျင်ပညာရှင်တွေကနိုင်နေပြီလို့ဟောကင်ထုတ်ပါတယ်နော်ကျွန်တော်뇌ဥတော်လေးနိုင်နေပြီလို့ကျွန်တော်တို့ကစပြောတယ် အခုလက်တွေ့နော်ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ကျွမ်းကျင်ပညာရှင်တွေနိုင်ငံရေးစီးရေးကျွမ်းကျင်ပညာရှင်တွေကနော်အကျန်းဖက်စစ်တပ်ရှုံးနေပြီလို့စပြီးတော့ဟောက်ကိထုတ်နေပါပြီမကြာခင်ဂျပန်ရဲ့ဘင်းအာကဆက်ဆံရေးကောင်စီဆိုတဲ့နိုင်ငံတကာကခေါင်းဆောင်တွေကိုယ်တိုင်ကအလေးအမြတ်ပြုထားတဲ့အဖွဲ့ကနေပြီးတော့မှနော်ဒီစစ်ဒီအကြမ်းဖက် တက်ကရှုံးနေပြီနော်ဒီ PDF တွေကိုပြည်သူတက်မတော့ PDF ကိုမနိုင်တော့ဘူးဆိုတော့မှဟောက်ကင်းထုတ်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီစတာကတော့ဒီဒီကျွန်တော်တို့ဂျီသူတွေကလည်းအားနဲ့ငါတို့နိုင်နေပြီငါတို့နိုင်နေပြီစတာပါပဲအခုတကယ်ကိုပဲကျွန်တော်နိုင်နေပါဆိုတော့နွေဦးတော်လည်းရေးနိုင်တော့ဆက်လက်အောင်ပွဲဆင်နိုင်ဖို့ရာကျွန်တော်နွေဦးတော်လည်းရေးအတွက်ဆောင်ရွက်နေတဲ့နော် project ဒီအားလုံးနော် project ဒီအားလုံး အောင်မြင်ဖို့အရေးကြီးပါတယ်။ဒီနေ့ဒီအချိန်မှာတော့ကျွန်တော်ဒေါက်တာဆတ်ဆာတို့ဝင်ကြီးဌာနအပူပူအပြည်ပြည်ဆိုင်ရာသူပေါင်းဆောင်ရွက်ရေးဝင်ကြီးဌာနလှုပ်ဆောင်နေတဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့တည်သူလူထုကိုနော်ဆရာဆဆာဖိုတိုင်ကရှင်းလင်းပြောကြမှာဖြစ်ပါတယ်။တို့တူတူနော်ဒေါက်ဆတ်ဆာရဲ့ရုံးအဖွဲ့တစ်ခုလုံးဝါဝဲဆောင်နေတဲ့လူအလုံးအောင်လည်းပဲဝါဝဲရှင်းပြသွားမှာဖြစ်ပါတယ်။နော်ဆိုတော့ဒီနေ့ပွဲမှာဒီကျွန်တော်တို့ကမ္ဘာအရရမှာရှိတဲ့ နော်မြမပြည်ရေးကိုစိတ်ဝင်စားကြတယ်မြမပြည်လွတ်မြောက်ရေးကိုကြိုးစားဆောင်နေကြတယ်မိစေများအားလုံးနေနဲ့နော်ကျွန်တော်တို့ဒေါက်တာဆက်ဆာလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာကျွန်တော်တို့အားလုံးဘလို့ပူပေါင်းဆောင်ရွက်နိုင်လဲဆိုတာကိုနော်ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ကြည့်လိုက်ကြအောင်ပါနော်ကျွန်တော်တို့တက်နေတဲ့ဘက်ကနေပြီးတော့ဝိုင်းကူညီကြအောင်ပါနော်ဒီဒါကဒီနေ့ကျွန်တော်တို့ပွဲရဲ့အဓိကရည်ချက်ဖြစ်ပါတယ်ထို့အတူကျွန်တော်တို့ NUG NUG ပေးအကြောင်းလည်းပဲကျွန်တော်တို့ရှိပါတယ်ဒီနေ့ဒီပွဲမှာ ကဘာရဲ့ကမိတ်ဆွေများအနေနဲ့မိကုံးရှိမိလို့ရပါတယ်မိကုံးအများစုကိုတော့ကျွန်တော်တို့ကနေပြီးတော့မှအဲ့ဒီမိကုံးမိတဲ့ပုံကူကိုစာနဲ့ပြန်နေကြည့်ကြမှာဖြစ်ပါတယ်နော်ဒီနေ့လက်တွေ့ချက်ချင်းပြန်ဖြေကြမှာကတော့မိကုံးစေကူဖြစ်ပါတယ်မိကြတဲ့မိကုံးနေရာမှာကျွန်တော်တို့ဖြေလို့ရတဲ့ထင်းနဲ့နော်ကျွန်တော်တို့ဒီနေ့ပွဲနဲ့သက်ဆိုင်တဲ့ထင်းနဲ့အရေးကြီးတဲ့ထင်းနဲ့မိကုံးစေကူကိုရွေးပြီးတော့မှသက်ဆိုင်ရာဝင်ကြီးတွေနဲ့ တောင်းဝင်ရှိတဲ့လူတွေကပြန်လဲဆိုတဲ့မှာ signal ကဖြစ်ဖြစ်နော် Facebook ကဖြစ်ဖြစ်နော်ကျွန်တော် email နဲ့ဖြစ်ပေါ့ပြန်လဲဖြစ်ချက်မှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့လုပ်တဲ့ Zoom meeting ဒီမြမတီຫນွေဥတော်လိုင်းကြီးမှာနော်ခြေလန်းတလန်းဖြစ်ပါတယ်ဒီနေ့ခြေလန်းမှာနော်ကဘာအရက်ကကျွန်တော်မိတ်ဆွေများအနေနဲ့ကိုကြံ့ရတော်ဝင်မှာနော်ထမ်းဆောင်ကြပြီးတော့အထူးသဖြင့်ဒေါက်တာဆဆာလှုပ်ဆောင်နေတဲ့ဒေါက်တာဆဆာတို့ဝင်ကြည့်တာလှုပ်ဆောင်နေတဲ့လုပ်ငန်းတွေမှာဘလို့ဝိုင်းဝန်းအားဖြည့်ရမလဲဆိုတာကို ဘောင်းဘွယ်စဉ်းစားပြီးဝမ်းကူညီခြင်းအဖြစ်နော်ပါဝင်ကြပါလို့တိုက်တွန်းနှိုးဆော်ရင်းနဲ့နော်ကျွန်တော်ရဲ့နှုတ်ဆက်စကားကိုမိကုံးချုပ်ပါတယ်အားလုံးကျေးဇူးတော်ပါရဲ့ချီတွေ့စီအောင်မယ်ချီရောက်ပြီတွေ့စီပေါင်းစုအောင်ပြီအောင်ဝဲစီအမိမြေအတွက်